ားအလိုပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါရဗျာညတငငင်းတို့ Man U နဲ့ Spa Europa Final ကြီးပြကြသေးရဲ့လားဒီပွဲစဉ်ရတော့ကြိတ်နေပဲနော် Man U သင်းနဲ့ Spa သင်းဆိုပရီးမီးယားရက်တိမှုမှာတငငင်းတို့တည်တဲ့အတိုင်းပဲပေါ်အောက်ပဲဒီပွဲစဉ်အတွက်ကြိတ်နေပဲနောက်ဆုံးဖလားဆိုတော့ Man U သင်းတွေလည်းတော်တော်မျောလက်ထားသူ Spa သင်းတွေလည်းတော်တော်မျောလက်ထားလို့ပြောမှာနော်ဒီပွဲစဉ်ကိုလိုင်းအနေနဲ့ကြီးလိုက်တဲ့အချိန်မှာ Spartan က ဆိုတဲ့ line နဲ့ထွက်လာပြီးတော့ကုသမဘက်ကာရီကိုပြန်ပါလာပြီးတော့ Romero Bandy Bello နဲ့လဲမှာမမတတန်နဲ့ Poro နဲ့ Odogi တော့တော်တော်ကြိုက်တယ်တောင်ပန်ပိုင်းမှာလို့ပီဆိုမနဲ့ Bakuna ကြီးရလို့ Bandaku ကြီးရလို့တိတ်အားမရအောင် Jorsan နဲ့ Richarlison စာနဲ့ Solanki ဒီပွဲစဉ်မှာစောချန်နာကေတော့နောက်ကျမှပြန်ထည့်တဲ့အနေအထားတခုနဲ့မန်ယူတဲ့ကလည်းဒီပွဲစဉ်မှာ3421ဆိုတဲ့ပုံမှန်လိုင်းအနေနဲ့ထွက်လာပြီးတော့ ခေါင်းကြီးနဲ့လူရှော့နဲ့ယူရိုတောင်ပန်လိုက်ပြီးတော့ကိုသမအိုနန်းနာပဲဒိုဂူနဲ့မဇာရူပဲတောင်ပန်လိုက်ပြီးတော့ကက်စမဲရိုဖာနန်ဒက်နဲ့အတ်မန်နဲ့မစ္စမောက်ကနောက်ချက်တိုက်ဆက်လိုက်ပြီးတော့ဖိုင်လန်ယူစထရိုက်ကာတင်ပြီးတော့ဆော့တဲ့နေထိုင်တစ်ခုမှာမန်ယူသင်းရဒီပွဲစဉ်မှာရှုံးတာရှုံးသွားတာဘောလုံးပိုဇီရှင်ပိုင်းမှာလည်းရမ်းတာတယ်83%နဲ့စပါတဲ့က28%နဲ့ပဲရှိတယ်တိုတယ်ရှော့လေးမှာမန်ယူ16ကြိမ်စပါ3ကြိမ် ချော့တက်ခဲ့တယ်မှာစပါတစ်ချိန်ပဲရတယ်မန်ယူကချော့တက်ခဲ့တယ်မှာ6ချိန်တိတိနေထားကောင်းလွားရနော်ဒီပွဲစဉ်မှာမတ်တော့တဲ့မတ်တော့စပါတဲ့ကနောက်တန်းကစားသမားလိုမဲရိုကပဲရရှိသွားပါတယ်ဒီပွဲစဉ်အတွက်ကျွန်တော်တို့ data လေးချက်ကြည့်လိုက်ရအောင်မန်ယူသင်းမှာဘယ်သူများစွမ်းဆောင်ရည်ကောင်းကောင်းနဲ့ကစားသွားလဲဆိုတော့မန်ယူသင်းမှာတော့အဓိကစွမ်းဆောင်ရည်ကစားသွားတာလို့ ဖာနန်ဒက်ပဲပြောရမှာမယ်เนาะတော်တော်ဒီပွဲစဉ်မှာတော်တော်ကောင်းတယ်မဇာရူပဲလည်းကောင်းတယ်စပါတင်တို့ရောလက်ကြည့်စရာမလိုတဲ့ရိုမဲရိုလိုဘက်ကာရီယိုလည်းတော်တော်ကောင်းတယ်เนาะဂိုးတွေမှာ နောက်ချန်လည်းမှာတော်တော်ကက်တင်ခဲ့တဲ့အနေထားရှိခဲ့ရเนาะတော်တော်ကိုဒိညာလုံးနေကာကွယ်သွားတော့စပါတင်တို့တဲထက်ရဖို့ ਨੇ တကိုးစီးလို့ဆိုရရလန်နဲ့ဖလာပန်ဆိုင်သွားတဲ့အတွက်ပွဲစဉ်ရဲ့ကျွန်တော်တို့ဂိုးလေးချက်လောက်နည်းနည်းကြည့်လိုက်ရအောင် ပွဲချိန်7မိနစ်မှာကောင်းတယ်ခေါင်းကြီးကယ်သွားတာစကားနဲ့မနဲ့မှာကော်နာနေအတ်မတ်ဖြတ်ကန်တာနော်အမတ်ဒီလိုအပိုင်းဖြတ်ကန်တာနော်ပွဲချိန်15မိနစ်မှာအမတ်ရဲ့ဖြတ်ကန်ပေါ့မန်ယူကထွတ်တဲ့ရှော့တွေအများကြီးပဲ16ချောက်ကျဆိုအများကြီးပဲ50မိနစ်မှာရသွားတဲ့ဂိုး မကင်ကက်လို့ကတ်ထားတာပဲလူရှောနဲ့မကင်လိုက်လို့လိုက်ထားတာပဲကတ်ကြီးွားအောင်နော်ဂျော်ဆန်ကတော်တော်မြန်နေဒီကောင်လေး68မှာရင်းခုန်စရာဒီလုံးကြီးကွာတော်တော်ကောင်းတာဗတန်းကယ်သွားတာတော်တော်ကောင်းတာဒီလုံးကြီးကဝင်နိုင်တဲ့လုံးကြီးဒီလုံးသာဝင်ပွဲချိန်ပြောင်းလဲဖြစ်သွားပြီနော်ဒီလုံးကြီးသာဝင်သွားရင်တော့ကနချူကနချူလည်းကောင်းတာပဲ ။ဘာလို့မေဆမောက်အရင်ထည့်ထားလဲဆိုတော့ဒါမော်ရင်ရဲ့ view ကချိန်ပြောင်းလို့ပြောလို့ရတာပေါ့။ကောင်းတယ်။ injury အတိုင်း6မိနစ်ဒီလုံးတော်ဝင်သွားလို့သေပြီနော်စပါ။ချိန်မှုသွားပြီပြီ။ချိန်မှုဆိုစပါရှုံးဝများပါ။6မိနစ်9မိနစ်စက်တိုက်လောက်တယ်နော်ခွေရင်နှစ်ချိတိတိရောက်သွားအဲ့လိုအဲ့ဒါလိုမန်ယူလို့ကမကောင်းစွာနဲ့ပဲယူရိုပါဖလာယူ ပါတဲ့ကိုရရှိပါဆိုတော့မန်ယူပြိသက်လေးတွေ့ရတော့တော်တော်ကြီးမျောလင့်ထားတဲ့နေသားတစ်ခုမှာစိတ်ပြည့်သွားသလိုပါတဲ့တွေ့ရတော့ကောကွယ်ကျူရင်းရှင်းမှာဘလောက်ပိုင်ဆိုင်သွားတဲ့အတွက်ဒီနေ့ရသည်မှာ နီးပြားကြီးရဲ့လှုပ်ဆောင်ချက်ရတော့လိပ်ပင်လိပ်ပင်နဲ့ယူရိုပါဖလားယူရရှိသွားတဲ့ကောကွယ်ကျူရင်းစပါလို့နှုတ်ဆက်ရတဲ့တကယ်ကြီးတော့အားလုံးဒီနေ့ကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေဗျာယေရှုတင်ပါတယ် Thank <laughs> you.